မင်္ဂလာပါရှင်ကျမကတော့ချချိုဆမ်းပါ DPPU မြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးမှာပါတအန်းပြည်ရဲ့တော်လှန်ရေးကာလမှာအမြင့်ဆုံးနိုင်ငံရေးအာဏာပိုင်အဖွဲ့အစည်းဖြစ်တဲ့ပြည်သူ့အစိုးရဖွဲ့နိုင်ဖို့တအန်းပြည်ကောင်စီတအန်းလန်ကောင်ဆယ် TLC ကိုဖွဲ့စည်းလိုက်တယ်လို့ဂျွန်လ9ရက်ကထုတ်ပြန်ပါတယ် တအန်းနိုင်ငံရဲ့အတိုင်ပင်ခံကော်မတီ TPCC ရဲ့နိုင်ငံရဲ့ထိပ်သီးအစည်းအဝေးမှာတအန်းပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးကော်မတီကရေးဆွဲထားတဲ့တအန်းပြည်တွန်လှန်ရေးကာလအစိုးရအစီအမံကို လက်ခံအတည်ပြုကြပြီးတအန်းပြည်ကောင်စီကိုတအန်းပြည်ရဲ့တွန်လှန်ရေးကာလမှာအမြင့်ဆုံးနိုင်ငံရေးအာဏာပိုင်အဖွဲ့အစည်းဖြစ်ဖွဲ့စည်းဖို့တညီတညွတ်တဲ့ဆုံးဖြတ်ခဲ့ကြတာလို့ဆိုပါရစေ။ အဲ့ဒီအစီအမံအရ2021ခုနှစ်မတ်လ24ရက်မှာ ဖွဲ့စည်းတာဝန်ယူခဲ့တဲ့တအန်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီကိုတအန်းပြည်ရဲ့အုပ်ချုပ်ရေးဥပဒေပြုရေးတရားစီရင်ရေးဆိုတဲ့အဓိကမနာကြီး၃ခုကိုထိန်းချုပ်ကြက်မှတ်ဥဆောင်နိုင်ဖို့အတွက်ပြောင်းလဲဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။ကော်မတီကနေပြောင်းလဲဖွဲ့စည်းလိုက်တဲ့တအန်းပြည်ကောင်စီမှပလောင်ပြည်နယ်လူမျိုးရေးတပ်ဦး PSLF TNL ရဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးတာအိုက်ဖုံကဥက္ကဋ္ဌဖြစ်တာဝန်ယူထားပြီးတန်အမျိုးသားပါတီ PSLF TNL နဲ့ရပ်ဖက်စုဖွဲ့တွေက၃ရောက်စီပါဝင်တယ်လို့သိရပါတယ်ရှင်ရခိုင်ပြည်နယ်တန်တွဲမြို့ကိုစစ်ကောင်စီကဇွန်လ9ရက်နေ့မှာလေကြောင်းကနေတိုက်ခိုက်ခဲ့တာကြောင့်စစ်ပေးရှောင်လေးယောက်သေဆုံးပြီး၁၀ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်လို့ဒေသခံတွေကပြောပါရယ်။တန်တွဲမြို့နယ်ထဲကကြောက်ကြီးကျေးရွာမှာရှိတဲ့ စစ်ပေရှောင်းစာတင်ကြောင်းပဇွန်ပြေကျေးရွာစာတင်ကြောင်းနဲ့စစ်ကောင်စီတပ်သားတွေစုဆောင်ရေးရုံတို့ကိုလေကြောင်းကနေတိုက်ခိုက်ခဲ့တာဖြစ်ပြီးကြောက်ကြီးကျေးရွာမှာစစ်ပေတိတ်ရှောင်းနေခဲ့ကြတဲ့စစ်ပေရှောင်းလေးယောက်သေဆုံးပြီး၁၀ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ကြတာလို့တန်တွဲဒေသခံမျိုးသားတယောက်ကပြောပါရယ်သေဆုံးသူတွေထဲမှာအသက်၁၂နှစ်အရွယ်မိန်းကလေးတူပါတယ်လို့လည်းဆိုပါရယ် ဒါပြင်ဇွန်လ9ရက်ည10:15မိနစ်လောက်ကလည်းပဇွန်ဖြေရွာစာတင်ကျောင်းကိုစစ်ကောင်စီလက်ကျောင်းကနေနှစ်ကြိမ်တတိုင်းဘုံကျဲတက်ခိုက်ခဲ့တာကြောင့်စစ်ပေရှောင်းနှင်းအောင်ထိခိုက်ဒဏ်ရာရရှိခဲ့ကြပါတယ်။ဇန်တွယ်မြို့ကိုအာခတတော်ကစက်တင်ဘာ9ရက်နေ့မှာအပိသသိမ်းပိုက်ခဲ့တာဖြစ်ပြီးစစ်ကောင်စီကမကြာခဏဆိုသလိုလက်ကျောင်းတက်ခိုက်နေတာလည်းဖြစ်ပါတယ်ရှင်။ ရေကြီးအခြေဆိုင်မြောက်ဆန်အမြောက်တက်ကနေငကရစ်တောင်ဖျားဝန်းကျင်ကိုလက်နက်ကြီးပစ်ခတ်နေတာတပတ်ကျော်လာပြီးလက်နက်ငယ်တန်တွေလည်းကြားနေရတဲ့အကြောင်းဒေသခံတွေကပြောပါရယ်စိုးသူအောင်တရင်ပေးပို့ထားပါရယ်ရှင်ရေကြီးမျိုးနဲ့အခြေဆိုင်မြောက်ဆန်အမြောက်တက်လို့ခေါ်ကြတဲ့အမတ်တာ3လေးကနေမင်းဖြောင်းအတိုင်းတိုင်းရင်၄မိုင်ကျော်သာဝေးတဲ့ငကရစ်တောင်ဖျားဝန်းကျင်ကိုလက်နက်ကြီးနဲ့နေတိုင်းပစ်ခတ်နေကြောင်းဒေသခံတွေကပြောပါရယ် ဒါကြောင့်ငကရေးတောင်စောပြတရက်ပင်ကြီးစုရွာရီဘက်ကနေပောက်ကွဲတန်တွေကိုနေတိုင်းကြားနေရပြီးနှစ်ရက်သုံးရက်ကြာဝင်းကျင်တခါလက်နက်ငယ်ပြစ်ခတ်တန်တွေကိုပါကြားနေရလို့သတိထားနေရတယ်လို့အနီးဝင်းကျင်မှနေတဲ့ဒေသခံတွေကပြောပါတယ်။လက်နက်ကြီးကနေတိုင်းပြစ်ပါတယ်။ဟောလောက်တော့ရှိပေါ့။တပတ်ကျော်ကျော်လောက်တော့ရှိ။ကြားကွက်တန်တွေအဲ့ဒီငကရေးတို့စောပြနောက်ရှမ်းတို့အဖက်ချန်နယ်ကြား။လုံးလေးမှာကဒါကြားရတယ်လို့ဆိုလို့ရှိရင်500နီးပါးလောက်တော့ရှိရ။ ပြီးတော့ရှိရင်တို့ဒီလက်နဲ့အင်းလက်နဲ့ခင်ရပိုင်းမှာဆိုလဲတို့ဒါအခုရပိုင်းမှာဖြစ်တဲ့လက်နဲ့ကြီးကပို့ပြီးတော့အဆင့်ညင်ထားတယ်ဗောနော်အဆင့်ညင်နေဆိုတာကပောက်ဝဲအားပို့ပြင်းနေအတန်းပို့ကျလာတယ်ဗောအခုလဲဒါပြစ်နေတယ်အခုလေဒါအခုနဲ့စကားပြောနေရှင်မှာဒါပြစ်နေတယ်ပဒိန်မုံရွာလမ်းဘက်မှာဆိုရင်ငကရေးတောင်ဝင်းကျင်မှာစစ်ကောင်စီတပ်ကတက်ဆွဲထားပြီးအဲ့ဒီနေရာကိုကြော်ပြီးတော့ဒေသခံတွေကိုတောလာခွင့်မပေးဘူးလို့သူကဆိုပါတယ်ရှင်နသခိတ်ကိုဖျက်ပြီးငသန်းကျောင်းဘက်ဈေးဝယ်သွားမယ်ဆိုရင်လဲ လူတယောက်ကိုစံသုံးဖြစ်တယ်မှာပိုရဆိုတဲ့စီကံချက်တွေအပြင်အုတ်ချုပ်ရေးမှုစီမှာဈေးဝယ်ထောက်ခံချက်ပြုလုပ်ရတယ်လို့သိရပါတယ်။တိုက်ပွဲတွေအပြင်အခုလိုကန့်သက်ချက်တွေကြောင့်ဒေသခံတွေအခက်အခဲဖြစ်နေကြပြီးငသန်းချောင်းမျိုးပေါ်အထိတက်ရောက်မှုတွေရှိလာပြီလို့မျိုးကန်တယောက်ကပြောပါတယ်။အဲနောက်ဝက်ကဲကဘလာတော့ဘူးကွ။လူတွေလည်းမရှိတော့ဘူးလာရင်လည်းလမ်းမှာခိတ်ကဆက်ဘူးတော့ကြီးတယ်။အမျိုးမျိုးရှိတယ်။တုံးတုံးလူကလည်းဟိုမလွဲပါလို့ ဒီစီးလေးပါလေလာဝယ်မြင်းမြင်းပြန်ဒါပဲဒီပုံမှာဆိုရဲကလည်း4နာရီတော့ဘာလူးမှမရှိဘူးဒီမျိုးလေးကားလမ်းနေပုံမှာလောလောအောင်ဆိုင်ကကရှုပ်ရခတ်နေအခုဘလူးမှမရှိဘူးဘာကို10နာရီလောက်လို့မျိုးလမ်းပုံမှာကားလေးကိုပုံပြီးလေးဆိုင်ကလေးကဒီဒါပဲရှိဒါကြောင့်ပဲဒေသခံတွေစာဝတ်နေရေးချက်သေးလာကြပြီးအမတ်ရ3လေးလေးဘက်မှာဆိုရင်လည်းဖြစ်စဉ်အသေးစိတ်ကိုမသိရပေမဲ့စည်ရေးတင်းမနေတယ်လို့ယူဆရကြောင်းမျိုးကံကပြောပါရယ် အမသာ3လေးနဲ့ငတန်းချောင်းမြို့ဟာဆက်နှမိုင်လောက်ဝေးတာကြောင့်လက်နက်ငယ်တန်းတွေကိုမချရပါပဲလက်နက်ကြီးတန်းတွေကိုတော့မြို့ပေါ်ကနေကြားနေရတယ်လို့သူကဆက်ပြောပါတယ်ပြီးတော့လက်နက်ကြီးကြားရောက်မှဆိုတာကြောင့်နဂရေးတောင်အနောက်ဘက်က ကြေးရွာတွေမှာလည်းဒေသခံအနေငယ်လောက်ပဲဆက်လက်နေထိုင်တော့တယ်လို့သိရပါတယ်ကျွန်တော်စိုးသူအောင်ပါ ဘကိုးတိုင်းတောင်ခုခရိုင်တွင်းကားမြို့နယ်တွေမှာလိုင်စင်မဲ့ရင်ဖန်စီမှုတွေကြောင့်အရက်ပက်လူမှုကူညီရေးရင်တချို့ဖန်စီသိမ်းဆဲခံထားရတဲ့အတွက်ကူညီရေးလုပ်ငန်းတွေရပ်နာထားရတယ်လို့မြို့ကန်တွေကပြောပါတယ်။ဂျွန်လ9ရက်နေ့မှာပါအရက်ပက်လူမှုကူညီအသင်းကားတွေကိုပါလိုင်စင်မဲ့အဖြစ်ဖန်စီနေတဲ့အတွက်ကူညီကယ်ဆယ်ရေးအဖွဲ့တွေဟာ တောင်ငုံမြို့နယ်အပြင်ကိုမကျော်ရဲကြပဲနေဝဲလူနာတွေကိုအစင်စင်လွှဲပြောင်းတာတွေလုပ်နေရတယ်လို့ဆိုပါတယ်ပြီးခက်တဲ့ဂျွန်လ9ရက်ကလည်းတောင်ငုခရိုင်အတွင်းကစေုံတွေအရက်ပက်အသင်းတွေရဲ့ကျမရေသုံးဆက်တွေကို လိုက်လံပြုပြင်ပေးနေတဲ့လူနာတွေကိုအောက်ဆီဂျင်အခမဲ့ကူညီပေးနေတဲ့ဒီကိုရောပရိုက်တာလှူဆောင်ပေးသူတယောက်ရဲ့ကာသိမ်းဆဲခံထားရပါတယ် ဒီအတွက်မြို့နယ်လေးခုကဆေးုံ၅ခုနဲ့အရက်ဘက်အသင်းတွေကိုကူညီမှုတွေရပ်ဆန်လိုက်တယ်လို့ဂျွန်လာရှီယာမှာသူတို့ရဲ့ Facebook လူမှုကွန်ရက်ကနေပြောဆိုထားပါတယ်။တောင်ငူမြို့ပေါ်မှာပြီးခဲ့တဲ့ဂျွန်လာ၃ရက်လောက်ကစပြီးစစ်ကောင်စီအဖွဲ့တွေရဲ့စစ်ဆေးဖမ်းဆီးမှုတွေပုံများလာတယ်လို့မြို့ကန်တွေစီကသိရပါတယ်ရှင်။ Los Angeles မြို့မှာမငြိမ်မသက်ဖြစ်စေဖို့အခြေအနေတွေကိုသမ္မတ Donald Trump ကဖန်တီးခဲ့တာလို့ California ပြည်နယ်အထွတ်ရေးမှူး Gavin Newsom ကဝေဖန်လိုက်ပါတယ်။ပြည်တော်စုအစိုးရကိုတရားစွဲသွားမယ်လို့လည်း Newsom က NBC ရုပ်သံကိုပြောကြားခဲ့ပြီးတရားဝင်ကန့်ကွက်လှော်လဲပေးပို့ထားပြီးဖြစ်ပါတယ်။အမျိုးသားစောင့်တက်ကိုဆစ်လွတ်တာဟာတမင်တကာဖန်တီးထားတဲ့ပြဿနာတရားဖြစ်ပြီးဒါဟာတရားမဝင်တဲ့လုပ်ရဖြစ်ကြောင်းအထွတ်ရေးမှူးကပြောပါတယ်။ အမေရိကန်ရွှေ့ပြောင်းနေထိုင်ရေးနဲ့အောက်ခွန်ကြီးကြပ်ရေးညွှန်ကြားရေးမှူးတွမ်ဟောမန်းကပြည်내အုပ်ချုပ်ရေးမှူးကိုပါဖန်လို့ရတယ်လို့ချိန်ချောက်ခဲ့ပါသေးတယ်။လူဝင်မှုကြီးကြပ်ရေးဆောင်ရွက်မှုတွေကိုဝင်ဆက်ဖက်ပါကပြည်내နဲ့ဒေသတာဝန်ရှိသူတွေကိုပါပြည်ထောင်စုအဆင့်မှာတရားစွဲမယ်လို့ထရမ်ကချိန်ချောက်ထားပါတယ်။ဒါဟာသမရတယောက်ရဲ့လောက်ရမဟုတ်ပဲအနာရှင်တယောက်ရဲ့လောက်ရမျိုးလို့လဲလူမှုကွန်ရက် X မှာ news ကရေးသားထားပါတယ်။ Los Angeles မြို့တော်ဝန်ကလည်း ထရမ့်ရဲ့လုပ်ရဟာဖြစ်ပေါ်နေတဲ့ပြဿနာတွေကိုမီးထိုးပေးရရောက်တယ်လို့ပြတင်ထားပါတယ်။ထရမ့်ဟာဂျွန်လာရှီယာက LA မြို့လေကောင်ကိုတရားဝင်စုဝေးတဲ့နေရာအဖြစ်ကြေညာထားပါတယ်။ရဲတွေဟာလူအုပ်ကြီးကိုမျက်ရည်ရိုဘုံးတွေနံပါတ်ထုတ်တွေ flash ban တွေတုံးပြီးလူစုခွဲတဲ့ဗီဒီယိုတွေပေါ်ထွက်လာပါတယ်။လူ28ဦးထပ်မင်းဖန်ဆီးထားတယ်လို့လည်းသိရပါတယ်ရှင်။ ဒီပီပီရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်မကတော့ချူချူဆမ်းမကျေးဇူးတင်ပါတယ်ရှင်